ကျွန်တော်ငစီပြောတဲ့စကားတွေကသူကနိုင်ငံကြီးကိုနားမလည်တာလေ။နောက်တနေ့အခုမင်းဗီဒီယိုစတဲ့ကငစီကနိုင်ငံကြီးနားမလည်ဘူးစီရေးနားမလည်ဘူးပြောကြတယ်။ဘယ်နေရာနားမလည်တာလဲ။ဘယ်နေရာမှားတယ်။ငါဖြစ်ချင်တာလေ။ငါပြောလိုက်တဲ့စကားတခွန်းဘယ်နေရာဘလို့မှားတယ်။အမှန်ကဒါအဲ့လိုရှင်းပြမလို့လို့ချင်တာ။ ကဲနဲ့ကြတော့အဲ့ဒီငစီတို့လူမျိုးပုံကိုယ်တွေကြောင့်ကျွန်တော်တို့နိုင်ငံကြီးအသိဉာဏ်အေးချမ်းမှာမဟုတ်ဘူးဘာဖြစ်လဲသူကထိုင်းနိုင်ငံမျိုးပေါ်မှာနေပြီးအထောက်ပို့လောက်တဲ့အစင်းလောက်နဲ့ဟာဒါဆိုမြန်မာနိုင်ငံကြီးမတင်ကြအောင်လုံနိုင်တဲ့အစွမ်းအကျွန်တော်မှရှိတယ်ပေါ့ဟာဆော့ပြိုးနဲ့လည်းအစွမ်းစားဖို့အခုမှပဲကိုယ့်ကိုတီးလို့ပဲကိုယ့်ကိုဘာကောင်မှန်းလားအောင်မတိတာဟိုမောင်ဆိုးပြောမှာပဲမြန်မာနိုင်ငံကြီးတော့ရက်ပတ်မဟုတ်ဘူးတော့ရွာလေးတစ်ရွာမဟုတ်တော့မြန်မာနိုင်ငံကြီးမတင်ကြအောင်တော့ကစွမ်းဆောင်နိုင်တဲ့အစွမ်းစားရှိနေတယ်တဲ့ဟာလည်းအစင်တန်းကွာငါကြီးရဲ့တဘောတဘာဝကိုသူနားမလည်တာရေပြီးတော့စစ်ရဲ့တဘောတဘာဝကိုသူနားမလည်တာရေ အဲဘယ်နေရာနားမလဲတာမင်းဒီဗီဒီယိုဖိုင်မှာ၃ခါရှိပြီနော်နားမလဲဘူးပဲပြောတယ်ဘယ်နေရာကိုငါနားမလဲတာဟုတ်ဗျာဟိုအာအေးချမ်းစွာမနေရတလို့အဲ့ဒီ PDF လက်နဲ့ကန်နေရလဲပဲဟိုခွေးပြွက်ပြပြေးနေရတာရှိတယ်ဆိုတော့ငစီတို့ကကြာတော့သူတို့ကအဲ့အဲ့ဒီစကားကိုမင်းဘာနဲ့တက်တယ်ဗျာ ငါကြောင့်အေးချမ်းစွာမနေရဘူးဆိုတော့ပြည်သူတွေငါကြောင့်ခွင့်ပြုဝတ်ပြည်ပြည်နေဆိုပြည်ပြည်တွေဒီစကားနှစ်ခုမပါနဲ့တက်တိပြပြည်ချင်းနဲ့အတိပေါ်ပေါ်ကျွန်တော်ပြည်ချင်းနဲ့ကျွန်တော်ရဲ့လိလရတဲ့ကျွန်တော်လိလထားတဲ့အချက်ရဲ့ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကျွန်တော်ချပြချင်တယ်ခင်ဗျားတို့မဝင်ပါတော့နဲ့ပြည်သူတွေပြည်သူတွေဝင်ပါပြီဆိုခင်ဗျားတို့အများကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကရပ်ပေးပါပြီးတော့အဲ့ဒီဟိုထောက်ကိုတွေကိုသွားပတ်စပေးမနေနဲ့ခင်ဗျားတို့အတွက်ဒါတကယ်ကျွန်တော်ပြောချင်တာဟိုဘက်ကလှုပ်ချင်ရယ်လွယ်လွယ်လေးရဲ့လှုပ်လို့ရတယ် ဒါပေမဲ့ခမားတို့တောင်းတဲ့တိုင်းပြည်ကြီးခုလုံးကပြည့်စည်သွားတော့ခမားတို့မလုပ်ချင်ဘူးဆိုရင်တော့ဒါမလုပ်သင့်ဘူးဒါဒီကျွန်တော်ကခမားတို့တုံလိုင်းကိုတိုက်ခိုက်တာမဟုတ်ဘူးအများပြည့်ဖြစ်စည်းခဲ့တယ်လက်ရှိတဲ့ဒီလိုမျိုးစည်ရင်မဟုတ်တဲ့ပြည့်နှက်တွေကိုဘုံတွေကျက်ဖြစ်စည်းတက်ဖြတ်နေတဲ့လူကိုနင်အပြစ်မပြောဘဲနဲ့မတားစည်းနဲ့မကန်နိုင်တော့ပြန်လဲခုခံတော်လှန်နေတဲ့လူတွေကိုအပြစ်ဆိုတာနင်ချက်စရာကောင်းမလို့မစ္စကားကြီးရမစ္စကားမင်းမတွေးကြည့်ဘူးလားမဟုတ်ဘူးတွေးကြည့်ပါလေမတိတယ်မင်းမတိတာမဟုတ်ရအောင်။နော်ပြည်တွင်းကောင်တွေမတိဘူးဆိုတော့ငါလက်ခံပေးမယ်။ဘောဆောက်ပေးနေဘူးလို့။မင်းမတိဘူးဆိုတာမဖြစ်နိုင်ဘူး။မင်းတိရတာနဲ့ပြောတာ။ကိုယ့်ကိုလက်ပြန်လို့လား။ကိုယ့်ကိုမချက်ဘူးလားမလဲ န်ဖို့ရှိအောင်ပြင်ဆင်ပါဘာလို့ဘုလဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘုံမှမြောက်ကောင်းမောင်းဆိုအားအမေသားကြီးကိုစီမဆုံးမလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာဒီသူတယောက်အနေနဲ့ကျွန်တော်လုံနိုင်တဲ့နေရာကပါဝင်ထားတယ်ကျွန်တော်ကနိုင်ငံရေးကိုတိပါတယ်တက်ပါတယ်ငါနိုင်ငံရေးကုလူကြီးပါလို့ကျွန်တော်ပြောဘူးပါကျွန်တော်ပထမမှပြောဘူးနော်ကျွန်တော်တာမန်တွေကပြည်သူတွေကပြည်သူတယောက်ပဲနိုင်ငံရေးတမားကျွန်တော်မဟုတ်ပါဘူးနော်ဆက်ပြောပါ တော့စစ်ရေးလည်းနားလည်မဲ့ပုံမပေါ်သလိုနိုင်ငံရေးလည်းနားလည်မဲ့ပုံမပေါ်ပါဘူးဒါသူ့တိုက်ခိုက်တာမဟုတ်ဘူးတိုက်ခိုက်တာပုံပုတ်ခတ်တာပေါ့နော်တိုက်ခိုက်တယ်လို့မြင်နေဆိုတော့မောင်စုဆဲလို့ရပါတယ်ငါစီအဲ့တော့တန်နယ်လေးကဒီကအရှုံးပိန်သူ့မျိုးတော့တယောက်ကလည်းပဲငင်းညာရေးရောက်တဲ့တစ်ခုနဲ့ဒါပါဝင်ပတ်သက်နေတာပြတ်တယောက်ပါလဲပဲကျွန်တော်တို့အိမ်ကြီးကြီးနိုင်ငံဖြစ်တဲ့ဘက်တန်းပြည်ကိုငင်းကြစေချင်တဲ့တယောက်ရဲ့စီးပွားရေးအကြောင်းအရာအမျိုးဆုံးပေါ့နိုင်ငံစီးပွားရေးအကျိုးကြောင့်ဆိုပြီးဒါကျွန်တော်တို့နိုင်ငံမှာဒါဒီ ဟုတ်တယ်ပေါ့ဒီစစ်ပွဲတွေရှိနေဆိုလောက်လို့မရအောင်ဆိုတော့ तू အဲတယောက်ကထားဝင်မြင်နေပေါ့ဗျာဒါပေမဲ့ငစင်ကပြောတဲ့စကားတွေကတယောက်ကိုအားကုတယ်လို့ပြောတယ်ဟိုအထင်းလောက်ပြီးမှဒီတင်းနယ်လေးကိုဖိအားပေးတဲ့ဘာညာဆိုတော့စကားဒါတွေကဒီစောက်တုံမကြတဲ့နိုင်ငံရေးသမားတွေပြောတာကျွန်တော်ပြောငစင်ကိုပြောတာပေါ့ဟုတ်တယ်အဲ့ဒါဆိုရင်မင်းအောင်လည်းစောက်တုံမကြတဲ့နိုင်ငံရေးသမားပေါ့ဟမ်အမောင်စိုးလက်နိုင်ငံရေးသမားကြီးဆိုနေရမင်းအောင်လည်းအဲ့ဒါအဲ့စကားပြောထားတာ တရုတ်နိုင်ငံရဲ့ကူညီပေးမှုကြောင့်မင်းအောင်နိုင်ငံအမန်အမန်ဒီရီလာချိုးကိုပြန်ပေးတဲ့ကာလမှာမင်းအောင်နိုင်ငံကိုလည်းပြောခဲ့တာလေမိမိနေလားဟမ်တရုတ်ကိုအပြစ်မတင်ဘူးအဲ့ဒါမင်းအောင်နိုင်ငံပြောတာလားငါပြောတာမဟုတ်ဘူးဟာအဲ့ဆိုရင်မင်းအောင်နိုင်ငံစက်သုံးပြကြလေကောင်ဟောမင်းပြောတာမှန်တယ်ကွာအဲ့ဒါဆိုမဆိုးပဲနော်ပြော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 ဩမင်းကတော့ဆိုကြတော့ဟင်းငါ့ကိုနာမည်တက်ပြီးတော့မင်းအောင်နိုင်ငံဆိုတာပဲโอเคโอเคโอเคပြောဟိုတော့ဒါပေမဲ့ကျွန်တော်အကျဉ်းနဲ့ကောင်းလေးကိုပြောတာပါဟိုအသက်ကကြီးွားပြီနိုင်ငံရေးကိုအခုနေသူတို့ရဲ့အစွဲတွေကဟိုတတ်မတော်မုန်းကြည့်ရမယ် အဲသူတို့ကဝရမ်းပြေဘဝနဲ့လွမြောက်ခြင်းနဲ့တဘောမှာရှိတယ်အဲ့ဒီပုံကိုကြီးရတယ်ဒါကျွန်တော်ပုတ်ဝေလင်းလင်းပြောခြင်းပါအဲ့တော့ငစီကပြောလိုက်တဲ့စကားတွေကဟိုအထင်ပေါ်ပါတတ်မတော်ကသွားပြီးတော့နေပါပါဖားတယ်ပေါ့ဘာညာခွိကွာပေါ့မဟုတ်ဘူးတင်းနယ်လီကတပုံးကျော်တို့ကသိတယ်မြန်မာရဲ့စစ်ထူအားကဘာတွေဖြစ်လာနိုင်လဲဆိုတာကိုသူတို့ဒီဟိုဘာလဲပလောင်လက်နဲ့ကိုင်းနေပေါ့တင်းနယ်လီကအမျိုးပြတ်သွားနိုင်တယ်ဆိုတာဒါတပုံးကျော်တို့ကကောင်းကောင်းသိပြီဒါ အဲ့ဒီအတွက်ကဒီကောင်ကြီးကဆက်ပြီးတိုက်နေမယ်ဆိုရင်ဘဝပြတ်မှာဆိုတော့သိတယ်အဲ့ဒီအတွက်ကဒီကောင်ကြီးကမဖြစ်မနေစုပ်ပြီးဟိုငင်းညာရေကိုတဘောကိုတူလိုက်တာနော်ဒါပရမကြီးလည်းမဟုတ်ငင်းညာရေအဲ့တော့ဒီကောင်ကြီးကကိုယ်နိုင်မဲ့ထင်တဲ့အရာတွေအလုံးကိုသူကဟုတ်လိုက်ပြီးထင်တာဒါပေမဲ့နောက်ပိတ်ဆုံးမှာတက်မတော်ကဝင်တိုက်တဲ့အတွက်ကသူတို့မှာပြည့်စရာလမ်းတော့မရှိတော့နော်တရုတ်ကလည်းပဲဒီကောင်ကြီးကိုဒီအထောက်ဟိုအထောက်ကူပြုတ်လဲပေါ့နော်စစ်လက်နဲ့ပဲပြောပြော ဒီရိတ်ခါပဲပြောပြောပေါ့နော်အားလုံးကိုပိတ်ဆို့လိုက်တဲ့အတွက်ကဒီကောင်ဒီမှာအားမရှိတော့ဘဝကိုလည်းဒါမထောက်ဟိုထောက်ပံ့မှုမပေးတော့အဲ့ဒီမှာတရားနေလာတိုင်ပတ်တယ်မောင်ခွေတရားအဲ့ဒီကတိတ်တောင်ရနှစ်ခုဆစ်စင်ရင်းမှာအင်အားတွေတိုးလာတယ်အားလုံးတိန်းထားတဲ့မြို့ဟာ12မြို့ရှိတယ်နော် ဆက်လက်မြို့ထဲမှာအခုမင်းတို့စစ်တပ်ကို TNN တွေပြန်လွှဲပေးတာပေါ့တိုက်တယ်ပဲနောင်ချိုတိုက်တယ်ပဲထားပေါ့တိုက်တယ်ပဲနောင်ချိုကတော့တိုက်သွားတာမဟုတ်ပါဘူးနော်ဆုတ်ပေးလိုက်တာပဲမင်းတို့လည်းတိတယ်တိုက်တာအားလုံးဘယ်နှမြို့လဲနားနားမြို့ပဲနော် TNN တွေကလက်ရှိခုနှမြို့ပိုက်ထားတယ်မင်းတို့စစ်တပ်မှာပါဝါရှိတယ်ဆိုရင်အဲ့ဒီငားမြို့နဲ့မင်းတို့စစ်တပ်ကတင်းတိမ်နေမှာ TNN နဲ့ဒီတရုတ်မှာစစ်တပ်နဲ့ဆွေးနွေးတာဘယ်နှကြိတ်လဲတစ်ချိန်တစ်ချိန်ဆွေးနွေးတာမဟုတ်ဘူးနော်တေချာလေးလား ုံခဲ့တဲ့လာပေါင်းများစွာတဲကဆွေးနေနေတာမင်းတို့စစ်တပ်ကကုံခဲ့တဲ့လာပေါင်းများစွာတဲက TNNC ကနေမြေတွေကိုပြန်တောင်းနေတာမင်းအဲ့ရလူတွေမင်းကြည့်ငါပြောတာမှားရင်လာခဲ့လားနော်တစ်ချက်နောက်တစ်ချက်ကဗထုတာဘုံကြောက်ကိုလည်းဘယ်လိုပြောထားလဲတရုတ်ကဖိအားကြောက်ဆိုတာထည့်ပြောထားတယ်လေလက်ရှိတရုတ်ဟာမြမအရင်မှမိသားတစ်ဖက်ရင်ဖို့တစ်ဖက်ခိုင်းတာမင်းတို့စစ်တပ်ကိုထောက်ခံတယ်ဆိုပေမဲ့စစ်တပ်ကိုတရားရရနော်အပြစ်တရုတ်ကထောက်ခံတာမထောက်ခံဘူးနော်တော်လိုက်အဲ့ဘက်ကသူတို့ရဲ့လက်နက်ကင်ဖွဲ့တွေကိုလည်း တန်ဖိုးပေးထားတယ်လိုအပ်ကြုံတယ်လိုအပ်ဖွာတယ်စစ်တပ်ကလည်းလိုအပ်ကြုံတယ်လိုအပ်ဖွာတယ်ဒီပုံစံကစားနေတာမင်းတို့ကမသိကြမဟုတ်ဘူးလေအဲ့တော့ငါပြောတဲ့အချိန်မှာမှားလာမင်းတို့စစ်တပ်ကတရုတ်ကိုတွားဖားပြီးတော့လာချိုးမျိုးကြီးကိုပြန်တောင်းခဲ့ပြီးသွားပြီလေဒါအောင်မင်းအောင်လိုက်ကိုယ်တိုင်ထုတ်ပြောဝင်ခံထားပြီးသွားပြီလေဟမ်ငါစီပြောတဲ့စကားမှားတယ်ဘယ်နေရာမှားတယ်ငါပြောတာပြန်စမ်းမင်းတို့စစ်တပ်ကတရုတ်ကိုမကြောက်ကြဘူးလားဟမ်တရုတ်ကဂူနီနဲ့အဲ့ကြောင့်မင်းတို့ကိုရအဲ့ဆိုရင်ကဲဝိုင်းဒီရခိုင်တို့ဘာတို့မှာပြန်တောင်းကြည့်ပြီ ဝင်ခံပါအောင်ဆိုရင်ဘာလို့မင်းလည်းသိနေတဲ့ဟာကြီးအမှန်တရားအဲ့လိုမလုပ်ပါဘူးသိလားမင်းတို့ကိုယ့်ကိုတန်ဖိုးရှိတဲ့လူတို့တတ်မှတ်တယ်ဆိုရင်ငါပြောသလိုပဲမင်းတို့ဘောမတွေထဲမှာတော့ပြည်တွင်းဘောမနဲ့ပြည်ပဘောမကခွဲခြားထားတယ်မင်းတို့ပြည်ပဘောမတွေကိုငါတို့ဘယ်လိုပြောမလဲအစ်စ်တစ်ခုနေရာမှာတတ်မှတ်ပြီးတော့တန်ဖိုးထားတယ်နော်အဲ့တန်ဖိုးရှိတဲ့နေရာမှာနေပါခုံမချနိုင်မင်းကအဲ့လိုလေးပဲပြောချင်တယ်သိလား ကျွန်တော်ငစီပြောတဲ့စကားတွေကသူကနိုင်ငံရေးကိုနားမလဲတာလေတော့နည်းတော့အခု main video စတဲ့ကငစီကနိုင်ငံရေးနားမလဲစီရင်နားမလဲဦးကပြောခံတယ်ဘယ်နေရာနားမလဲတာလေဘယ်နေရာမှားတယ်ငါဖြစ်ချင်တာလေငါပြောလိုက်တဲ့စကားတခုဘယ်နေရာဘလို့မှားတယ်အမှန်ကဒါအဲ့လိုရှင်းပြမယ်လို့လို့ချင်တာတကယ်အဲ့ဒါဆိုဒါဒါငါငါတို့တင်စရာပြင်စရာလို့တတ်မှတ်လို့ရတယ်ဒါကိုယ့်ကိုဝေဖန်ပေးတယ်နော်အဲ့လိုလိုဝင်မှာမှားတယ်ဆိုတိုင်းဘယ်နေရာမှားတာကိုမပြောနိုင်ဘဲနဲ့မပြောချင်တာရှောက်ပြီးလဲသွားတယ်ဆိုရင်တော့ဒါမှားတယ်လို့ပြောလို့မရဘူးဟုတ်တယ်မလားမင်းကမင်းပုတ်ခတ်တာလို့ပဲတတ်မှတ်လို့ရတယ်နော်ဆက်ပြော င်ငါရဲ့ချစ်တီရင်နဲ့နိုင်ငါရဲ့တသမာရဲ့အတိတ်ပဲကဘာလဲဆိုတော့ तू နားမလဲတာအဲကြောင့်မစီကစကားကိုပြောလိုက်ရင် तू ကဟိုတင်းပေါ့ကြီးကြီးကျယ်ကျယ်ကြီးပြောတယ်ဒါပေမဲ့နိုင်ငါရဲ့ချစ်တီနဲ့နိုင်ငါရဲ့ဟိုတန်တမာရင်ဟိုနေဖြစ်လာဆိုတော့ကဲမင်းကမင်းပဲတယောက်ကမင်းအောင်လိုင်ဆိုတဲ့ပုံကုတ်ကြောင့်မင်းအောင်လိုင်ကိုလက်ခံပြီးတော့ထောက်ကျောင်းတော့နောက်ခံပေးထားတာလားအာနာသိန်းစစ်ကောင်းဆောင်ဖို့လို့ကျောင်းတော့နောက်ခံပေးထားတာလားဟမ်မင်းအလားတိမကြည့်ဘူးလားနော် တကယ်တမ်းကျတော့အဲ့ငစီတို့လူမျိုးပုံကူတွေကြောင့်ကျွန်တော်တို့နိုင်ငံကြီးကတည်ငြိမ်အေးချမ်းမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ။သူကထိုင်းနိုင်ငံမျိုးပေါ်မှာနေပြီးအတောက်ကိုလောက်တဲ့အစင်းလောင်းနဲ့ဟာဒါဆိုမြန်မာနိုင်ငံကြီးမတည်ငြိမ်အောင်လုပ်နိုင်တဲ့အစွမ်းအားကျွန်တော်ကရှိတယ်ပေါ့။ဟာဆော့ပြုံးနေနေနဲ့အစွမ်းဆော့ဘူး။အခုမှပဲကိုယ့်ကိုတီးတော့တယ်။ကိုယ့်ကိုဘာကောင်မှန်းအောင်မတည်တာ။ဟိုမောင်ဆိုးပြောမှာပဲမြန်မာနိုင်ငံကြီးတော့ရက်ပတ်မဟုတ်ဘူးနော်။ရွာလေးတရွာမဟုတ်ဘူးနော်။မြန်မာနိုင်ငံကြီးမတည်ငြိမ်အောင်မှဆွမ်းဆောင်နိုင်တဲ့အစွမ်းဆန့်ရှိနေတယ်တဲ့။ဟာဒါတဲ့အစ်အန်းတော့ကွာ။ ပါဝါတွေကြီးကြိုက်တာဟမ်ကိုကိုအဲ့လိုဖြစ်မှာမတည်ဘူးကွာကပြောပြောဟုတ်နေဟိုအတင်းမအထောက်ပံ့လုပ်ပေးတဲ့ဒီဟို PDF တွေကိုပြန်ကောက်ပေးနေဘာညာအဲ့လောက်အစင်းနေတော့ဒါကမဖြစ်နိုင်ဘူးကွာဒါပေမဲ့တော့ကဒီဟိုနိုင်ငံရေးကိုနိုင်ငံရေးရတဘောတဘာဘောက်သူနားမလဲတာရေပြီးတော့စစ်ရတဘောတဘာဘောက်သူနားမလဲတာရေဘယ်နေရာနားမလဲတာလဲမင်းဒီဗီဒီယိုဖိုင်မှာတုံးခါရှိပြီနော်နားမလဲဘူးပြောဘယ်နေရာကိုငါနားမလဲတာဟုတ်ပြာငါတို့ကငါတို့ကစကားတစ်ခုပြောမယ်ဆိုရင်အဖြေနဲ့အပြောနဲ့တစ်ခါနဲ့ရှင်းသွင်းထားတယ်အခုမင်းဒီဗီဒီယိုဖိုင်မှာမင်းတုံးချိန်ရှိပြီ နားမလဲဦးပြောခိုင်းနေတာဘယ်နေရာနားမလဲလဲခုနိမင်းမပါသေးဘူးနော်စပြောက်အဲ့တော့ငစီကြောင့်နဲ့ငစီတို့အာချောင်မှုတွေကြောင့်ငစီတို့ဟိုတင်းလောက်ကြောက်တဲ့ဒီပြည်လူတွေပေါ့နော် sorry ဒီပြည်လူတွေကလည်းဟိုအာအီချန်ဆိုမနေရတယ်လို့အဲ့ဒီ PDF လက်နဲ့ကန်တွေကလည်းပဲဟိုခွေးပြည်ဝက်ပြည်ပြေးနေရတာရှိတယ်ဆိုတော့ငစီတို့ကကြာတော့သူတို့ကအဲ့အဲ့ဒီစကားကိုပြပါတတ်တယ်ပြငါချောင်အီချန်ဆိုမနေရဘူးဆိုတဲ့ပြည်သူတွေငါချောင်ခွေးပြည်ဝက်ပြည်ပြေးနေတယ်ဆိုတော့ PDF ဒီစကားနှစ်ခုကိုပြပါနဲ့တတ်တယ်ပြ ်အာဒီဘယ်လိုပြောမလဲဒီပွဲတာသူတို့တွေမလဲဆိုအန်ယူဂျီနဲ့အဲ့ဒီဟို PDF တွေထောက်ခံနေတဲ့အန်ယူထောက်ခံနေတဲ့အလူမင်ပြီးတဲ့ကောင်တွေကဘဝပျက်စီးအဲ့တော့သူတို့ဒီဒီပွဲနိုင်ဝိုင်းရောဒီပွဲနိုင်ဝိုင်းရောထည့်ပြောလို့ကမင်းတစ်ဖက်တည်းမပြောနိုင်ဘူးငါတို့ဘက်ကနိုင်ဝိုင်းရောအဲ့စကားဆိုတာတစ်ဖက်တည်းပြောလို့မရနှစ်ဖက်ပြောရတယ်စစ်ပွဲကိုရှုံးလို့မရဒါပေမဲ့စစ်ပွဲရှုံးလို့မရဘူးဆိုတော့မဲ့သူတို့ကဒီလိုတန်တန်တိတ်တာချထားပေမဲ့လည်းပဲတကယ်မြေပြင်မှာသူတို့တွေကခံနေရတယ်မဟုတ်ဝင်လေပဲဆိုဟို ဒီသူတို့ကဒီကွာ20 23 24တိတိကသူတို့ကလုံးဝအင်အားတောက်ခဲ့ပြီးမှတပ်မတော်ကြီးကိုသူကတော်တော်လေးဖြူခွဲနိုင်ခဲ့တယ်တို့ဘီမဲ့ဒီနေ့ဒီချိန်မှာတပ်မတော်ကပြန်ပြီးချင်းမှုအော်ပါချင်းမုံနေတာကိုဒီလက်နက်ကန်ကြီးကခံနေရတယ်နော်ဟိုအသိကျွေးနေပြီဗျာဒါကျွန်တော်ပြောချင်တာကဒီလူဒီလိုဟိုဝရမ်းကြီးတွေကပေါင်းပြီးတော့နေမှာမြောက်ပေးနေတာတို့အထောက်ကိုလှုပ်တဲ့ဆူတဲ့ကောင်တွေကမြောက်ပေးနေတာတို့ကဒါရီကလုံးဝကိုအစင်မပြေဘူးလို့ကျွန်တော်တို့သုံးသပ်တယ်ဘာဖြစ် ်ပုံမြောက်ပေးတယ်ဆိုရင်ကွာငါတို့မြောက်ပေးလို့လောက်ပါတယ်ဆိုတဲ့တော်လှန်ရေးနှမတယောက်တော့ပြားလို့ငါတို့အပြတ်စိတ်ပေါ်ထားတယ်နော်ကိုစီတို့မြောက်ပေးလို့ငါတို့တော်လှန်ရေးလုပ်နေရပါတယ်ဆိုတဲ့တော်လှန်ရေးမှာပါဝင်တဲ့လူတယောက်တော့ရှိပြပါလို့အဲ့လိုမျိုးငါစကားနှွားရပြောချင်တိုင်းပြောတာဒါမင်းတို့ရဲ့အစ်စင်ပါဘာမို့ဆိုတော့ငါပြောတယ်လို့ပြည်မဘောမနဲ့ပြည်သူဘောမငါတို့ standard ခွဲပေးထားတယ်ဒါပေမဲ့မင်းတို့ကြည့်ရတာကအခုကြည့်ရတာလေပြင်းနေပြည်တဲ့ကောင်တွေနဲ့တိတ်မထူးမချမ်းသာဖြစ်နေပြည်တဲ့ကောင်တွေပါဆိုတာမသိပါနဲ့အဲမင်းတို့ကိုယ်တိုင်တော့လက်ဆန်းကန်ထိနေမလား ော့ပြည်တွင်းမှာရှိတယ်မင်းတို့ဘောမနေဘာဘလို့အဆင်ပန်းနေဆိုတာငါပြောပြရမလို့မင်းတီးဆုံးအဲ့တော့မင်းရဲ့အခုအနေထားလေအဲ့ဒီကောင်လေးအလက်ပဲဖြစ်နေပြီနော်ငါပြစကားကိုပြောချင်တယ်ပြောလို့မရအောင်မဆိုးရဲမင်းလည်းသိပါလားနော်ဘယ်နေရာကိုမင်းကကိုနားမလဲဘူးဆိုတာဘယ်နေရာနားမလဲတာပြောကိုစီပြောထားတဲ့စကားဘယ်နေရာမှာမှားနေတယ်ဘယ်နေရာမှာဟုတ်ပြောအခုကမင်းအားလည်းစီလို့မြောက်ဒါတွေကမင်းတို့ဟိုတစ်ထောင်တည်းကပုံပြနေတယ်လို့မင်းတို့ပြောနေတဲ့စကားတွေအာမင်းတို့မြောက်ပြီးတော့တိုင်းပြည်ကမငင်တတ်တာတို့ BBC လိန်တွေဒီ BOA ညာတွေဒီလိန်တွေကလူတက်တမဘာဖြစ်တာညာလဲအဲ့ဒါတွေကလည်းရိုးနေပြီငါတို့တိုင်းပြည်မှာ နော်အဲ့ဒီအခွက်နဲ့နည်းနည်းကောင်းတဲ့အခွက်လေးတစ်ခွက်လောက်နဲ့ထပ်ပြတ်နော်တို့လဲဆိုတော့ပန်းဒီကိုပို့ပြီးတော့နေမှာပြည်သူကိုမျက်နှာမကြည့်ပဲတော့ဒီနေ့တို့ဘာပြောရွာတွေကိုဘုံကျဲတယ်ရွာတွေဘုံကျဲတယ်ပြစ်စိတ်တွေဟိုမင်းတို့ကောင်တွေကိုငါပြောလိုက်မယ်ဟဲ့အောင်ဘုကအဖေကျွေးနေတာ အဲ့ဒီရွာမှာမိ PDF ထောက်ခံပြီးလက်ခံထားတယ်မဟုတ် PDF ဘယ်လိုပုံစံဝင်ဝင်ရှင်းနေတာတကယ်အဲ့ဒီရွာထဲမှာခင်ဗျားတို့လုံးဝ PDF တော့ငါတို့အရက်သားတွေဒုက္ခရောက်မယ်ဆိုပြထမဆုံး PDF လေကိုကိုတွန်တိုင်းလို့ခံယူထားရဆိုအဲ့ဒီရွာမှာမနေသင့်ဘူးဟာဟာခဏခဏခဏလေအ PDF ကဘယ်ရလာမင်းတို့စစ်ပါနေဆိုတာစစ်တပ်ကတီးတန်းကိုလက်နက်ကင်ဖွဲ့ဆိုပြီးတော့เนาะ institution တစ်ခုတိဆောက်လာပြီးတော့တောက်ဆောက်လာတယ် PDF တွေကိုရွာထဲမှာနေလို့ပြဆို PDF တွေကဘယ်ရလာမှာမဟုတ် PDF တွေအဲ့ရွာသားတွေလေသူ့ရွာသားတွေ တူညော်လာတယ်တူညော်မှာတူနေမှာပေါ့မင်းတို့စစ်တပ်ရဲ့အနိုင်ကျင့်မှုကိုမခံနိုင်လို့ပြန်ချတဲ့ပြည်သူတွေလေအဲ့တော့တို့ကအစတည်းကဒီရွာမှာမွေးဒီရွာမှာကြီးတဲ့လူတွေဖြစ်တဲ့အတွက်တို့အဲ့ဒီရွာမှာရှိတာမထူးဆန်းဘူးရှင်းရှင်းလေးထူးဆန်းတာကဘာလဲဒီရွာမှာ PDF တွေရှိတယ်လို့ပြည်သူတွေလည်းရှိတယ်အဲ့တော့ရှင်းရှင်းပြောမယ်ဆိုရင် PDF ရှိတာကလူ400မှာ PDF ထံကုန်ရှိ40တော့မရှိဘူး200လောက်ပဲဘာဖြစ်လို့လဲအဲ့ရွာတရွာမှာအင်ဂျင်200ရှိတယ်ထားကိုင်းတဲ့ကျင်းတဲ့အရာအနည်းဆုံးတအိမ်ကိုလူ2ယောက်ရှိတယ်ကွာ နောက်ပေါက်ဆိုမြေကရှင်းပြမယ်နောက်ကလေးတော်လူတော့ပြဆိုတော့အိမ်တိုင်ကိုလူ200ရှိရင်အိမ်200ဆိုရင်လူ400ရှိတယ်အဲ့ဒီလူ400ထဲမှာမင်းတို့စစ်တပ်ကိုမခံနိုင်လို့လက်နက်ကင်ပြီးတော့ထွက်ပစ်တဲ့လူကခံကုန်ရှိအယောက်20ပဲပေါ့ဟုတ်တယ်နော်အဲ့တော့အဲ့ဒီအယောက်20ရှိတဲ့အကြောင်းပြချက်နဲ့အဲ့ဒီလူကိုဘုံကျဲတဲ့လှုပ်ရက်ကလှုပ်တင်တာမလှုပ်တင်ဘူးလားဘာဖြစ်လို့မလှုပ်တင်လဲဆိုတော့နိုင်ငံတစ်ခုကိုကိုးစားပြုတဲ့တတ်မှတ်တော်ဆိုရင်အဲ့ဒီလိုနေရာမျိုးဘုံကျဲတင်တာမကျဲတင်ဘူးလားမင်းလည်းစဉ်းစားကြပါလေမင်းကောင်းတော့မှအုံအောင်ရှိတယ်မလားစဉ်းစားလေ ဒီရွာတဲ့မဝင်နဲ့ပြောတဲ့စကားကြီးအမေဘယ်မှမလာဘူးကွာဒီရွာသားတွေနီဒီရွာမှာမွေးဒီရွာမှာကြီးတဲ့လူတွေအဲ့ဒီဒီရဲ့မန္တန်တဲ့အာနာမတိုင်းကြီးကဒီလူတွေအဲ့တော့ဘီနောကပါတယ်တိုင်းပြည်ကိုပြည်ထနာရှာအာနာသိမ်းတဲ့လူကိုအပြစ်ပြောရမယ့်ဟာကိုမပြောဘဲနဲ့ပြည်ထနာရှာအာနာသိမ်းပြီးအကျန်းထက်နေလို့မခံနိုင်လို့ပြန်ချတဲ့လူကိုမင်းတို့ကအပြစ်ပြောတယ်ဆိုတော့မင်းတို့ပြောတဲ့စကားဒီတရားမျှတမှုရှိလားမရှိဘူးလားမင်းတို့ကိုယ့်ကိုရှက်ပါကွာနော်မင်းနဲ့နိုင်ငံကအမြင်ရှိပါလေမောင်စိုးရယ်နော်အဲ့လိုလေးပဲပြောချင်တယ်ဟဲ့လားစပြော ရွာသားတွေကလည်းဒီကောင်တွေကိုလုံးဝလက်မခံသိဘူးခင်ဗျားတို့လက်ခံနိုင်ရတဲ့နောက်ွယ်မှာတုံ့ပြန်ရမယ်ပြဿနာဘောင်းဆုံးတွေအများကြီးရှိတယ်အဲ့တော့ဘာလို့လီနဲ့ဝင်တိုက်တာတို့လက်နဲ့ကျင်ဝင်တတ်ထုတယ်ဆိုရင်လည်းခင်ဗျားတို့အကျသားပြည်သူလူထုကဘုရားဖြစ်တယ်ပြီးတော့ခင်ဗျားရွာကမထွက်ပြေးဘူးဆိုရင်လည်းအတွက်ပြည့်တဲ့မထွက်ပြေးဘူးဆိုအဲ့ဒီလူကဒလန်လို့ပြောတယ်ထွက်ပြေးတော့လဲသက်မတော်ကမြင်တာဟာဒီဟိုဒီပြောအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုခင်ဗျားတို့နားလည်ရမှာတခုရှိတာဒီဒီတော်လန်ကြီးဆိုတာဥကျုံသွားပြီးဘဝပြတ်သွားပြီးအောင်မြင်မှာမဟုတ်ဘူးအဲ့တော့မုံမုံမုံတော်လန်ဟဲ့အောင်မြင်တာမအောင်မြင်ဘူးမင်းတို့နဲ့မဆိုင် မင်းတော်လိုင်းကိုအားပေးတဲ့လူတယောက်မဟုတ်ဘူး။ကိုညီနေတဲ့လူတယောက်လည်းမဟုတ်ဘူး။တော်လိုင်းရင်အောင်လည်းမအောင်ဘူးဆိုတာငါတို့တော်လိုင်းရင်လုပ်နေတဲ့လူတွေပဲဆိုင်။ဒါပေမဲ့မင်းရှင်းမှာပြောခဲ့တဲ့စကား။နော်လေနဲ့ဘုံချဲခံရမှာလို့မင်းတို့ကိုကိုတိုင်းပြည်ကိုကာဝယ်စောက်ရှောက်တဲ့တပ်မတော်လို့ခံယူတိုင်းပြည်သူအများစုရှိတဲ့နေရာကိုလေနဲ့ဘုံချဲတင်လားမချဲတင်ဘူးလား။မင်းအဲ့ဒါလေးပဲဖြစ်။ရှင်းကြည့်လေ။ဟုတ်တယ်နော်။ဒီ PDF တွေကတော့ URL မှာရှိမှာပဲ။ဘာဖြစ်လို့လဲ PDF နဲ့တည်းကအဲ့ဒီ URL တွေကနေပြည်သူတွေဒီ URL မှာကိုယ်ဒီ URL မှာကြီးတဲ့လူတွေ ဲ့တော့မင်းပြောသလိုအိပ်ရွာသားတွေကမင်းတို့မလာနဲ့လို့မောင်းဖို့စရာအကြောင်းမရှိဘူး။ဘာဖြစ်လို့တို့လည်းရွာသားမယ်။နော်မခံနိုင်လို့အသက်ဆုံးပြီးတော့တို့ကထွက်တိုက်ကြတယ်။ဘယ်သူမှတိုက်ချင်လို့တိုက်တာမဟုတ်ဘူး။အဲ့ဒီအတွက်ရွာတွေမှာ PDF ရှိတာမဆိုင်ဘာဖြစ်လို့ပြည်သူတွေ PDF PDF ပြည်သူအတူတူပဲပြည်သူနဲ့ PDF မင်းတို့မခွဲထုတ်နဲ့။စိုက်ဝါထည့်ဖို့အတွက်ပြည်သူစိုက်ဝါထည့်ဖို့အတွက်တော်လန်ရင်းနဲ့ PDF ကိုခွဲထုတ်တယ်မလားမင်းတို့။ခွဲထုတ်လို့မရဘူး။ဘာဖြစ်လို့ပြည်သူက PDF ဆိုတာဘယ်သူပြည်သူတွေ။ဒါပကတိရှိတယ်ရတယ်။ ပြည်သူတွေအာဏာမသိရင်ကိုယ့်လုပ်ကိုယ်လုပ်နေတယ်ဘီလက်ပုံကဘီလက်ထိုးနေတဲ့ကလေးတွေကြောင်းတက်နေတဲ့ကလေးတွေအလုံးလုံးနေတဲ့ကလေးတွေမိမအောင်ရှာကျွေးနေတဲ့လူတွေတော့ရဟန်းပြုနေတဲ့ကိုယ်စင်တွေအာဆီယံဝင်တွေဒေါက်တာတွေကျောင်းဆရာတွေဆရာမတွေစတဲ့ဖြင့်ခါနေရပေါင်းဆောင်မှာကိုယ့်ဘဝအတက်မွေးဝမ်းကြောင်းကြောင်းပြီးတော့အေးချမ်းစွာနေလာခဲ့တဲ့ပြည်သူတွေအိမ်ပဲလူတက်တခေါမတိုင်းကျင်ထားကောင်တကောင်မပါဘူးမင်းတို့စက်တက်လို့ဟုတ်ပါရဲ့တော့ငါပြောတာမှားရင်ပြောတော့ပါလားအဲ့အဲ့ဒါပဲဒါပေမဲ့အဲ့ဒီပြည်သူတွေဟာမင်းတို့စက်တက်အာနာတိုင်းရချိန်မှာချက်ချက်ချပြီးလက်နက်ကင်တာမဟုတ်ဘူးလေ နော်မင်းတို့စစ်တပ်ကရေးရဲဆက်ဆက်ပြတ်ခတ်တပ်ဖြတ်လာမှလက်နက်ထားကြိုင်တယ်အဲ့တော့ပြည်သူတွေ PDF ဖြစ်တဲ့အတွက်ရွာမှာရွာတိုင်းမှာ PDF ရှိတာပထူဆန်းမှုပြည်သူတိုင်းက PDF ရဲ့စစ်ကောင်မရှင်ခန့်ကရင်ဝင်ကြီးချုပ်မဲဆွယ်ဆိုင်ပုတ်ဆုပ်ဖြဲမှုဆွဆွဲချက်နဲ့လူငယ်နှအူဖမ်းဆီးခံရ စစ်ကောင်မရှင်ခန့်ကရင်ပြည်နယ်ဝင်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွယ်ပြီးနိုင်ဆိုင်ပုဂ္ဂိုလ်ဆုတ်ဖြဲခဲ့တဲ့ဗားအန်မျိုးကအသက်15နှစ်အရွယ်လူငယ်တဦးအပါဝင်အမျိုးသား2ဦးကိုရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ဖမ်းဆီးအရေးယူလိုက်တယ်လို့စစ်ကောင်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ၂ရက်နေ့ကကရင်ပြည်နယ်ဘားအံမြို့အမှတ်၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိမှာစိုက်ထူထားတဲ့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဘားအံမဲဆန္ဒနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အောင်ဦးစိုးမြင့်ဦးရဲ့တပ်ပုံနဲ့စာသားပါ V9 ဆိုင်ပုတ်ကိုဘားအံမြို့အမှတ်၂ရပ်ကွက်နေသူတွေဖြစ်ကြတဲ့အသက်၃၁နှစ်ထွန်းထွန်းဝင်းနဲ့အသက်၁၅နှစ်ဖြိုးမင်းတန်းတို့ကစုပ်ဖြဲခဲ့တာလို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ။ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွဲပြီးနိုင်ဆိုင်ပုတ်ကိုစုပ်ဖြဲခဲ့တဲ့ဘားအန်မျိုးနေထွန်းထွန်းဝင်းနဲ့ဖြူမင်းတန်းတို့ကိုစစ်ကော်မရှင်လက်အောက်ခံဘားအန်မျိုးမရဲစခန်းကနေပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပဒမ24ကနဲ့အမှုဖွင့်ဖန်ဆီးထားပြီးထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဗအံမျိုးမှာရွေးကောက်ပွဲမဲဆွဲပြီးနိုင်ဆိုင်ပုတ်ကိုစုပ်ဖြဲခဲ့တဲ့သူနှုတ်ဦးကိုစစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့က CCTV စောင့်ကြည့်ကင်မရာကနေတဆင့်နိုဝင်ဘာလ2ရက်နေ့ညပိုင်းမှာဖော်ထုတ်ဖန်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့နဲ့နှိဆက်သူတွေကဆိုပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပရမ24ကအရာထောင်ဒဏ်အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်ရမယ့်အပြင် ငွေရန်လဲချမှတ်နိုင်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတာပါဘွားတွေအသက်တွေထိမှကြောက်လို့တာမင်းတို့ငြိမ်းနေတာလွတ်လွတ်လပ်လပ်တော်လာခွင့်ရမယ်ဆိုတော့အဲ့ဒီလူတွေမင်းမေးကြည့်တယ်ဘွားမင်းတို့လည်းကြည့်ရခိုင်းဘူးဒီမှာပြည်သူပြည်သားတွေဒီဒီကောင်တွေကိုသွားပြီးခြောက်ခံပေးပြီးဒီကောင်တွေတက်လုံနေဒီပြီးကတော့ခမားတို့ရဲ့ဟိုငိမ့်ချစွာနေထိုင်ခြင်းနဲ့ဟိုအေးချစွာနေထိုင်ခြင်းနဲ့လူတွေတွေ့တော့ဒါလုံးဝမအေးချမ်းဘူးအဲ့တော့ဒီကောင်တွေရဲ့စကားကိုယုံပြီးအောင်နေပြီအောင်နေပြီလို့ပြောနေတဲ့လူတွေတွေ့လဲဒါလုံးဝအထိပ္ပယ်မရှိဘူး ခဏလေးအတိတ်ပဲမရှိဘူးဆိုအခုနိုဝင်ဘာ29ရက်နေ့မှာထုတ်ပြန်တဲ့ကုလသမဂ္ဂလစ်စည်းရင်းမှာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဟာမင်းအောင်လှိုင်နာမည်နဲ့လားဒေါက်အောင်ဆန်းစုကြည်နဲ့တမနာဦးမင်းမြင့်နာမည်နဲ့လားနော်ကုလသမဂ္ဂရဲ့ထိုင်ကုန်မှာကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရမှာမင်းအောင်လှိုင်နှစ်တွန်းလို့နှစ်နှစ်တိုင်းတွန်းလို့နေတယ်မင်းအောင်လှိုင်ရဲ့လူလားပြည်သူကိုစားပြုဥတော်မှုထွန်းလားအာဆီယံလက်ချက်ဥက္ကဋ္ဌကွာနောက်ဆုံးမင်းအများကြီးပြောဦးနော် ော်ဒါကမ္ဘာနဲ့ဆိုင်တယ်ဆိုကုလတမကအာမြန်မာနဲ့ဆိုင်တယ်ဆိုဒီကိုအိန္ဒိယနဲ့ဆိုင်တယ်ဆိုအာဆီယံအိန္ဒိယချင်းအဖြစ်တဲ့အာဆီယံအလက်ကြဥက္ကဋ္ဌမြန်မာကြတာတော့မြန်မာကိုပေးလာအပေးတဲ့တဲ့ကြော်ပလိုက်တယ်ဟုတ်တယ်နော်အာဆီယံအစည်းအဝေးမရနိုင်ဘူးတက်ခွင့်ပေးလာပြီးလို့ရှိရင်အခုမင်းတို့နှုတ်မဲ့ရွေးကောက်ပွဲအန်အဒီအစိုးရလက်ထက်ကရွေးကောက်ပွဲစောက်ကြည့်လစ်လာရင်အဖွဲ့ကကမ္ဘာကဘယ်လောက်ထိဆဲလွတ်ခဲ့တယ်မသိပါနဲ့အခုလက်ရှိမင်းတို့မေးအောင်နိုင်ကိုဆယ်လွတ်တာမလွတ်တဲ့အပြင်ဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲလို့နော်ကုလမဆိုင်ရာမြန်မာ အနေကိုစလေကိုတိုင်ကအင်ဒရုကိုတိုင်ကထွက်ပြီးပြောထားတယ်ဒီရွေးကောက်ပွဲအတူရောက်ရွေးကောက်ပွဲကုလသမဂ္ဂအတွင်းမှုချုပ်နော်ကိုတိုင်ထွက်ပြောထားတယ်ဒီရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးရွေးကောက်ပွဲနော် EU ပြီးလို့ရှိရင်အခြားနိုင်ငံတွေတပုံကြီးတော့အာဆီယံနဲ့တူပြောထားတာပဲအဲ့တော့မင်းတို့နိုင်တယ်ဆိုရင်ဒါတွေမင်းတို့တို့ဖြစ်เสียမှာလို့လေမင်းတို့စစ်တပ်ကအာဏာသိမ်းတာနိုင်ဝိုင်းအဲ့ဒါတွေဖြစ်နေကြအကြောင်းမရှိဘူးမနိုင်တော့မင်းတို့ဘယ်လိုဖြစ်နေရလဲ ငါတို့ကမိတို့ငါတို့တော်လိုက်နိုင်နေတယ်ဆိုတာအဲ့ဒါကိုကြည့်ပြီးပြောတာငါတို့ကမှအဲ့ဒီအချက်နဲ့အဲ့ဒီဂိန်းကနေဒါကဒီဒီပတ်မှာရှိတဲ့တန်တမာရေးကိုပဲမမိုက်ချင်ပြတီတွင်းမှာအခုမိတို့စက်ကမင်းပြောရတယ်ဟာဒီနေကဘယ်နေရာပြန်ရတယ်တင်းနေအနေတော်မှနော်ကထမင်းပြောသလိုတရုတ်ကဖိကမရှိဘူးလားထားဝါထားပေးတယ်ကွာနော်ထားပေးတယ်ခံမကြီးဘူးလေကုန်လို့နော်ဒါပေမဲ့တင်းအနေပိုက်ထားတာ12မြို့တော့ဟမ်မင်းတို့အခုအဲ့ဒီမိုးကုတ်လို့မိုးမိတ်တို့တော့မင်းတို့ပြန်ရမှာအဲ့ဒါတွေပြန်ရအောင်မှာမင်းတို့၅မြို့ပဲရှိသေးတယ် ပြန်ရအောင်ပါတော့အခုမင်းတို့လည်းတဘောတူစားချုံမှာကျန်တဲ့ခုနှစ်ပြုတ်မင်းတို့တော့ထိလို့မရတော့အဲ့မင်းတို့စစ်တပ်ကအားကောင်းနေတဲ့နိုင်ငံဆိုအဲ့လိုဖြစ်เสียအကြောင်းရှိလားမောင်စိုးအမှန်တရားကိုမသိပါနဲ့တိတ်လားကိုတန်ဖို့မကြဆင်နဲ့မြို့ကအားလေးပဲပြောနေမင်းလည်းပြန်နေမှာမဟုတ်ဘူးနော်လူဆိုတာလေကိုတင်ကပြောသလိုတုတ်ပက်ကိုပဲရှိတယ်ကွာဘလောက်ပဲဖဲ့ရရဲ့ဒါပေမဲ့ကိုဘက်ကမှားနေတဲ့အရာကြီးကိုမှားနေတယ်လို့ထွက်မပြောရဲနေတော့မှန်တယ်လို့တော့မပြောနဲ့နော်အဲ့ဒါအရင်တိတ်ခါကြအခုငါတို့တော်လိုင်းဖက်နဲ့ပတ်သက်လို့ NGO ဘယ်လိုဝင်မှန်းလို့အဲ့ဘယ်လိုလဲငါ့ကိုလူတွေပြောတယ်မှန်တယ် မှားတဲ့အရာရှိရှိလေဒါပေမဲ့အဲ့ဒီမှားတဲ့ဟာကငါမှန်ပါတယ်ဘယ်တော့မှမလုပ်နော်မှားတာကိုထောက်ပြတယ်ထောက်ပြသွားလိမ့်ဒါပေမဲ့ငါနဲ့ဒါအောင်မှားတယ်လို့အကြောင်းမျိုးကြောင့်ငါထုတ်မပြောနိုင်တော့အဲ့ဒါကိုမှန်ပါတယ်လို့ငါမပြောဘူးနော်မင်းလည်းငါလိုဖြစ်ခိုင်းစီမြေတံမိုးကြီးစင်ကျွန်တော်ပြောတာပေါ့တကယ်ပြောတာလက်ရှိမြန်မာပြည်မှာလက်တွေ့ကြကြမှာတိတ်ချပြန်ကြည့်ပါကျွန်တော်တို့မြန်မာတွေမှာအပါမအားစီခြင်းဘူးကျွန်တော်ကတော့အားလုံးကိုအာ နိုင်ငံရေးဒီနေ့ဖြစ်နေတဲ့စစ်ရေးနိုင်ငံရေးကိုပြန်ကြည့်ပါတိတ်မကြပါဘူးခင်ဗျားတို့ပြောနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်တောင်ရှိကပြက်သွားပြီဘာညာပြောနေစကားတွေကဒါတွေကဟိုအထီးကမကြောက်ဘူးနိုင်ငံတော်အစိုးရသူလောက်တဲ့အချက်သူလောက်သူဟိုဘာလဲတကယ်ဒီဇိုင်းမမသူလောက်နေတာအဲ့ဒီပြက်ကဟောအခြေဦးပြက်တယ်မပြက်တော့အဓိကမကြောက်ဘူးအဲ့လိုဥပဒေဆိုတာအဓိကမကြောက်ဘူးပေါ့အဲ့တော့စစ်တပ်ကောင်းဆောင်ဖြစ်ရင်ဒီနိုင်ငံမှာလုံချင်တာလုံခွင့်ရှိတယ်အဲ့လိုပဲဟိုမင်းတို့အဲ့လိုလက်ခံလားလက်ခံလဲဆိုတော့ပြီးတယ်ဒါမင်းတို့ရဲ့တံပိုးမင်းတို့ရဲ့ဆန်နဲ့ငါတို့ကတော့လက်ခံနော်တမရကက ကာလုံမခေါ်ဘဲနဲ့မင်းအောင်လာရတမရကိုဖမ်းပြီးအာနာသိမ်းတာဖြစ်တယ်ဒီဟာဒီဥပဒေကိုဖောက်ပြက်ပြီးအာနာသိမ်းတာငါတို့အဲ့လိုတတ်ခတ်တယ်။နောက်အဲ့ဒီတွေ့ခြေဦးကအာနာသိမ်းတဲ့အတွက်ခြေဦးအော်တိုပြက်ဖြစ်ဖြစ်လေနောက်ငါတို့ကတော့ဥပဒေကြောင်းရမယ်လက်ခံပေးလို့ရမယ်စစ်တပ်ကောင်းဆောင်ဖြစ်တိုင်းဒီနိုင်ငံကိုလုပ်ချင်တိုင်းလုပ်ဖို့မရှိဘူးနော်အဲ့ဒါရှင်းရှင်းလေးပဲအခင်ဗျားတို့တွေကဟို ကျွန်တော်ပြီးကျင်တဲ့အသိပေါ်ပေါ်ကျွန်တော်ပြီးကျင်တဲ့ကျွန်တော်ရဲ့လိလာရတဲ့ကျွန်တော်လိလာထားတဲ့အချက်ရဲ့ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကျွန်တော်ချပြကျင်တယ်ခင်ဗျားတို့မဝင်ပါတော့နဲ့ပြည်သူတွေပြည်သူတွေဝင်ပါပြီဆိုခင်ဗျားတို့အညာကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကရက်ပေးပါပြီးတော့အဲ့ဒီဟိုထောက်ကိုတွေကိုသွားပတ်စံပေးမနေနဲ့ခင်ဗျားတို့အတွက်ဒါတကယ်ကျွန်တော်ပြောချင်တာဟိုဘက်ကလှုပ်ကြည့်ရင်လွယ်လွယ်လေးရလှုပ်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့ကြောင့်လည်းတိုင်းပြည်ကြီးခုလုံးကပြက်စီသွားတာခင်ဗျားတို့မလှုပ်ကြည့်ဘူးဆိုရင်တော့ဒါမလှုပ်သိမ့်ဘူးဒါဒီကျွန်တော်ကခင်ဗျားတို့တော်လိုင်းကိုတိုက်ခိုက်တာမဟုတ်ဘူးအများပြည်သူရဲ့ မဟုတ်ခက်ခဏနေအောင်ဆိုရင်မင်းအကြီးရဟိုမင်းကလေးကလာတားဆန်ကွာမင်းကောင်းပြောတာမင်းအဲ့လိုရေချင်မမဲ့ပါဘူးဟမ်အဲ့လိုမျိုးမင်းတို့ချင်းချောက်လာတာဘယ်ဖြစ်ခဲ့လဲတစ်ချက်နောက်တစ်ချက်ကမင်းအောင်နိုင်အာနာတိတ်လို့တိုင်းပြည်ကဒီဘွားရောက်လာမင်းလည်းတိတယ်လေနော်အဲ့တိုင်းပြည်ကိုဒီဘွားရောက်အောင်လုပ်တဲ့သူကိုအပြစ်မပြောဘဲနဲ့ဒီနေ့ချိန်ကြီးကခုနကပြောစစ်ပေးချောင်စခန်းလို့စေးရုံလို့စာတင်ချောင်းလို့နော်ဒီလူတွေရက်ွက်တို့ဒါတွေကစည်ရင်ပြစ်မဲ့မဟုတ်ဘူးအဲ့တခုရှိတာကကိုအဖွဲ့စည်းကဟိုကိုကိုနိုင်ငံတတ်မတော်လို့မခံယူဘူးဒီနိုင်ငံကိုအာနာရရင်ပြီးရော အကြံဖက်အပွင့်စည်းတစ်ခုအဖြစ်တတ်မှတ်ထားတယ်ငါတို့အာနာမရရင်အကုန်လုံးပြင်မှာနော်ပြည်သူဆိုတာငါတို့အကောင်းထဲမှာမရှိဘူးငါတို့အာယုံထဲမှာမရှိဘူးအဲ့လိုခံယူထားတယ်ဆိုရင်တော့အဒါရနာတိုက်ကြလို့လုပ်ပေါ့ဒါပေမဲ့ကိုယ့်ကိုယ်တတ်မတော်လို့ခံယူထားတယ်နိုင်ငံတစ်ခုရဲ့စစ်တပ်လို့ခံယူထားရင်အဲ့လိုဟာမျိုးတွေကိုစည်ရင်ပြင်မှတ်ထားတာတွေကိုပြစ်ခွင့်ရှိတာအဲ့တော့လက်ရှိအခါနေပြစ်နေတာလေအဲ့တော့ဘိုင်းဒီကိုဒီဘွားရအောင်ဖြစ်စည်းခဲ့တယ်လက်ရှိကဒီလိုမျိုးစည်ရင်မဟုတ်တဲ့ပြည့်မှတ်တွေကိုဘုံတွေချက်ဖြစ်စည်းတက်ပြတ်နေတဲ့လူကိုအပြစ်မပြောပဲနဲ့မတားစည်းနဲ့မကန်နိုင်တော့ပြန်လဲခုခံတော်လှန်နေတဲ့လူတွေကိုအပြစ်ဆိုတာမင်းအချက်စရာကောင်းမလို့ဆိုတာမင်းစကားကြီးရ မင်းကမင်းမတွေးကြည့်ဘူးလားမောင်စိုးတွေးကြည့်ပါလေမင်းတိတယ်မင်းမတိတာမဟုတ်ကြဘူးနော်ပြည်တွင်းကောင်ကမတိဘူးဆိုတော့ငါလက်ခံပေးတယ်ဘောဆောက်ပေးနေမို့လို့မင်းမတိဘူးဆိုတာမဖြစ်နိုင်ဘူးမင်းတိရတာလည်းပြောတာကိုယ့်ကိုလက်ပြန်လို့လားကိုယ့်ကိုမချက်ဘူးလားမင်းဟမ်တန်ဖိုးရှိအောင်ပြန်စမ်းပါဘာလို့ကိုလဲပေးနေတိပါလေဟဲ့အောင်တေးတေးဝါးပြေအမှန်တရားအတွက်ပိတ်ခါရှိရှိနာမည်ပြပြနဲ့တေးတာမြတ်တယ်ဟမ်မင်းအဟိုအနေရမြတ်တော့မင်းတို့လည်းပြောခဲ့တာအချပြီးတယ်ကွာဟမ်အကျိုးစီးပွားထားပြီးကျွန်တော်ပြောချင်တာဖြစ်တယ်။ငစီလို့ပြောနေတာဒီတိုင်းမျိုးဖြတ်ဖို့ပြောနေတာဖြစ်တယ်။ အဲ့ဒီမှာဟိုတုံလိုက်မှာငါတို့ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြောနေတာလုပ်နေတဲ့လူတွေကအပြင်းအပြင်းမှာတကယ်တမ်းကြတော့ခဏလေးခဏလေးနစီတို့ပြောတာတိုင်းပြည်ဖြစ်စည်းဖို့ဖြစ်တယ်ဆိုရင်ငါတို့ကပြောရုံနဲ့ပြောလိမ့်မယ်နော်ဖြစ်စည်းနေတာပြောမင်းတို့စစ်တပ်ငါမြင်ပြောသလိုပါကွာတုံလိုက်ဒေတာတွေမှာပြည်သူတွေရွာတွေအိမ်တွေဆေးရုံတွေစာပေကျောင်းတွေစစ်ပေးကျောင်းစခန်းတွေအပါအဝင်ပြည်သူတွေကိုဘုံတွေကျက်ပြည်သူတွေထွက်ပြေးရလောက်တာဒီဘလူကျက်လောက်လာတယ်စစ်တပ်ကတော့လုပ်လို့နော်ဟုတ်တယ်နော်အခုမိုးကုတ်မိုးမိတ်တုံလိုက်အင်းဆိုတဲ့ဘက်ကအသေးခံပြီးကာကွယ်ပြောတယ်အဲ့တော့မိုးကုတ်မိုးမိတ် မြို့တွေပြက်စီးတာမပြက်စီးတာဒီစစ်တပ်ကဖြက်စီးမလားမဖြက်စီးဘူးလားဆိုမူတည်တယ်အဲ့တော့တိုင်းပြည်ကိုဖြက်စီးနေတာငါတို့လားမင်းတို့စစ်တပ်လားရှင်းရှင်းလေးအခုစစ်တပ်ထိတ်ထုတ်ထားတဲ့မြို့တွေမှာဘာဖြစ်လို့အေးချမ်းနေလဲငါတို့ဘက်ကဖြက်စီးတယ်မဖြက်စီးတဲ့အပေါ်မူတည်တယ်ငါတို့ဘက်ကမဖြက်စီးတဲ့အတွက်အဲ့ဒီမြို့တွေအေးချမ်းနေတာမင်းဒါတော့လက်မခံလို့မရဘူးမဟုတ်ဆုံးဟုတ်တယ်နော်အဲ့တော့တိုင်းပြည်ကိုဖြစ်စည်းနေတဲ့လူတွေကိုမင်းကကြောခိုင်းပြီးတော့ငါစီတို့ကြောင့်တိုင်းပြည်ပြတ်နေလားဆိုမင်းကဟန်တာတဖို့မစမ်းနေဘူးလားကွာဟမ်ငါဆိုမပြောရဲဘူးမှဆိုရအကောင်းပြောတာကုတ္တန်ဖို့ကိုမဲ့လို့အဟုတ်ပြောတာ နော်မင်းအခုပြောရတဲ့ပုံကမပြည့်တွင်းနေရဖို့ခွေးတွေကတကန်းတက်ဖြစ်သွားတယ်မပြောဘူးအကောင်ပြောတာကမင်းတို့အများကြီးချိန်ကြီးထားတာမင်းဘောမမေမဲ့တိုက်ခါရှိရှိမှတဲ့အစ်စ်နန်းနေလို့မင်းတို့ကတတ်မှတ်ပေးထားတာအကောင်ပြောတာနော်တိုက်ခါရှိရှိနေတဲ့မှာမင်းလဲနိုင်ငံသူများနိုင်ငံမှာနေတာပဲအမြင့်ကျဲပါတယ်နော်ဘလောက်ကိုလည်းအောက်နန်းနန်းစကားတွေမပြောပါနဲ့အဲ့တို့မှာအလုံးကဟိုဘယ်လိုပြောရမလဲဘေးနီးနဲ့မှမရှင်နိုင်တဲ့အခြေအနေမျိုးတစ်ခုမှရှိတယ်အဲ့ဒီအတွက်ကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေနော်လက်မခံပါနဲ့ နော်ကိုကကိုအေးစေးကျွန်တော်ကတတ်မတော်ထောက်ခံမှုတွေပြောနေတာမဟုတ်ဘူးခမရတို့တွေကမင်းကွာဟာလိုက်သားပြောမှမဟုတ်ဆိုရင်ဘာဖြစ်လဲဘလို့မှမရှိနိုင်တော့လို့အဲ့လားဆိုရင်ငါပြောမယ်လက်ရှိစစ်တပ်ကတည်သွင်းအောင်မြင်မှုတွေမှပြနောင်ချိုပြန်သိမ်းနိုင်တာနောင်ချိုကိုဒေတာမှန်တွားပေးကြည့်လိုက်နောင်ချိုမှာတိုက်ပွဲပြင်းတာချင်းပြန်မိလိုက်တာမဟုတ်ဘူးနော်ဟမ်မင်းတို့နောင်ချိုတိမ်းတော့ PD ရဲ့အလောင်းတွေ TNN တွေအလောင်းတွေမင်းတို့ပါစပ်ကတာလောင်းနေတာလက်တွေပြနိုင်တယ်ပြနိုင်တာဗီဒီယိုဖိုင်ဓာတ်ပုံပြနိုင်တာမပြနိုင်ဘူးလေတိုက်မတိုက်မစုပ်ပေးလိုက်ကြရင်ရှင်းနေကြရင် နော်အဲ့တော့မင်းတို့စစ်တပ်ရေးရွှေချုံတိုက်ပြီးပြန်ရတဲ့မြို့တွေပဲမြို့တွေတစ်ချက်ပြဒါမှဒီနေ့ချိန်ကြီးတိတ်နေတယ်နော်စခန်းကြီးကငါတို့ဘက်ကဟမ်မနက်ကတန်းနေတယ်အခုနိုင်ရကန်ဆိုတာမင်းတို့ဘက်ကကြားထားပြီးသားဒီကကြားနေတဲ့စကံအသေးအံပြန်ထိုးစစ်စင်ပြီးတော့လုပ်နေတာနော်အဟုတ်လားမဟုတ်လားမင်းကတိတယ်ဆောမင်းနောက်ပြီးတော့ NCA နဲ့ကြည့်မယ် NCA ဆိုရှင်းပြီးသားအခွက်တွေကိုထပ်ထွက်သွားတယ်ဟမ်နည်းနည်းဆုံးမမှုကြည့်မယ်အခုဒီစေအောင်ချော်ရဲ့အမိတ်ဒီမင်းအောင်နိုင်ဦးမင်းအောင်နိုင်ကကာဝေးဦးစေးကိုမင်းအောင်နိုင်ကိုအာချုပ်ချက်ခံတယ်ဘာမင်းအောင်မင်းအောင်နိုင်ကဘယ်နဲ့မင်းအောင်နိုင်ကိုဖြစ်ပေါ်မှုတွေပြန်ပြီးအာနာတွေလွှဲနေတာမင်းနဲ့တွေ့ ။အဲမင်းတို့အောင်မြင်မှုဆိုဘယ်နေရာကိုပြောတာ။ဟမ်စစ်မှုထက်အပတ်စဉ်20ကျော်သွားပြီ။တုံးသားနဲ့အိမ်အားဘယ်လောက်တော့မင်းတို့တုံးသားနဲ့နည်းနည်းမဟုတ်ဘူးမောင်စိုး။တင်လာလက်တုံးချောင်းမရှိတဲ့ပြည်သူကိုဟမ်ကြီးရင်လေအပြည့်စုံလက်နဲ့အိမ်အားအပြည့်စုံစစ်ပြည်အိမ်အား9သိန်းအရန်အိမ်အား9သိန်းကျော်အခုစစ်မှုထက်အပတ်စဉ်20ကျော်။ရှင်းလို့ကျန်ဘိုင်းဘီရဲ့ဘတ်ဂျက်ဘဏ္ဍာအပြည့်စစ်လက်နက်ပစ္စည်းအပြည့်ကခိုင်မာစွာလက်ချင်းစုဝတ်ထားတဲ့ institution အခုအဲ့ဒါတော့အဖွဲ့အစည်းရုပ်ခုတော့လုပ်ပြီးမရောက်နိုင်ဘူးဒီတိုင်းပြည်အာဏာကိုလွတ်တာအာဏာကိုတိမ်းတာနားနေပြေသွားပြီ ရပြီလားတန်တမာရေးရကိုနေ့ငါတော့တက်ပြသွားတယ်ဘယ်နေရာမှာမင်းတို့တားနေတာရှိတယ်ပြည်ရင်းစစ်ရေးရမင်းတို့ဘယ်နေရာကိုတားတယ်ပြောငါ့ကိုပြောပြရအဲ့ဒီရှမ်းပြောက်ဘက်မှာ DNA နဲ့ MNDA ရပြတဲ့နယ်မြေလောက်ကိုကြည့်ပြီးတော့မင်းတို့စစ်ရေးတားတယ်တုံးတက်တာဩအဲ့ဒါဆိုစစ်ရေးနိုင်ငံရေးနားလေတုံးတက်မှုကအဲ့လားပေါ့ဟုတ်လားဟောငါ့ကိုကျတော့စစ်ရေးနိုင်ငံရေးနားမလဲဘူးမင်းကစစ်ရေးနိုင်ငံရေးနားလေလူကြီးတယောက်ကတုံးတက်တဲ့စကားဆိုဒါတွေကိုပြောတာဟာပေးလိုက်ပါလားမောင်ဆိုးကဟမ်ပင်တမုတ်မဲ့လိုက်ရကွာသူတွေက ဒီနေ့အေးကြောင်ကနေကိုခမားတို့ရဲ့ကြေးရွာဒေသမှာပြက်စီးဖို့အတွက်ကိုခမားတို့တွေကခမားတို့မှလည်းတာဝန်ရှိတယ်ဒီနေရာမှာဒီကောင်တွေဝင်လာပြီဆိုရင်ခမားတို့ကိုဒါတိလာပြီဆိုရင်စစ်တပ်ကဒီတပုံလူရှင်းလင်းမှာဖြစ်တဲ့အတွက်ကခမားတို့ဘာသားတွေကိုလွတ်လွတ်လပ်လပ်နဲ့ကျူးဆိုရဲဆိုရင်တော့ခမားတို့ကမြေးကြမယ်ဒါကတော့စစ်တပ်အသူရန်သူရှိအကုန်လုံးသူဖြစ်ရှင်းမှာပဲရှင်းလင်းမှာပဲအဲ့ဒီအတွက်ကအလုံးဝညီကိုတို့ပြောချင်တာဒီစိတ်ကိုအေးအေးထားပါဒီလူလူနဲ့လုံးဝခမိုးခဏနေကစစ်တပ်ကရန်သူတွေရှင်းနေမှာရန်သူဆိုတော့တတ်မှတ်ချက်ကဘာလို့တတ်မှတ်လဲနော်အခု KIA ကချင်ပြည်နယ်မှာကချင်ပြည်သူတယောက်ဟာ မြန်မာစစ်တပ်ဆိုတို့ရဲ့စစ်တပ်လို့တတ်မှတ်လား KNA ကိုတို့ရဲ့စစ်တပ်လို့တတ်မှတ်မင်းတို့ကတနိုင်ငံတော့ပိုင်ထားတာမဟုတ်ဘူးလေတီတူလက်မခံမင်းတို့ပိုင်လို့မရဘူးစစ်တပ်ကတိုင်းပြည်ကိုပိုင်တာမဟုတ်ဘူးတီတူကတိုင်းပြည်ကိုပိုင်တာမဟုတ်ဆိုရဲ့နော်တနိုင်ငံတော်ဆိုတာစစ်တပ်မဟုတ်ဘူးလေနိုင်ငံတော်ဆိုတာပြည်သူအဲ့တော့ပြည်သူအများစုကအခုကချင်ပြည်သူအများစုတွေမြန်မာစစ်တပ်ကိုလက်ခံတာကချင်စစ်တပ်ကိုလက်ခံတာမေးကြည့်ကရင်ပြည်သူအများစုတွေကရင်စစ်တပ်ကိုလက်ခံတာမြန်မာစစ်တပ်ကိုလက်ခံတာမေးကြည့်အခုလက်ရှိဘာဖြစ်သွားလဲမင်းတို့စစ်တပ်ကိုလက်ခံတဲ့ပြည်သူကိုမရှိတော့တာလေ ဆိုတော့မင်းတို့ကငြိမ်းစိမ်းနေငြိမ်းစိမ်းမနေထိမယ်ဆိုဒါကြီးကမင်းတို့အနိုင်ကျင့်တာမဟုတ်ဘူးလားတရားမျှတမှုမရှိဘဲနဲ့ဒီနိုင်ငံငါတို့ပိုင်တယ်လို့မင်းတို့မောင်ပိုင်စီးပြီးတော့လက်နက်မဲ့တဲ့ပြည်သူကိုအနိုင်ကျင့်တာမင်းတို့တရားမျှတမှုကိုမင်းတို့ဖော်ဆောင်တာမဟုတ်ဘူးရှင်းရှင်းလေးဘယ်ပြည်သူမှတော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့စီးပွားကိုယ့်မိသားစုမထိခိုက်ခြင်းဘူးတော်လန်ရောက်အားပေးပါတယ်ဆိုတော့လူတယောက်ပက်ကြွားဆိုလှုပ်နေပါတယ်လူတယောက်မေးကြည့်ပါမင်းအိမ်ပြာပုံနဲ့ရောက်မင်းအိမ်ဘုံကျန်နေတယ်မင်းပျော်လားကြိုက်လားလို့ဟုတ်တယ်နော်အဲ့တော့မင်းတို့မင်းတို့ငါပြောမယ်ကွာအခုမိုးကမိုးမိတ်တော်လန်ရင်ရစုတွေစိုးမိုးထားပြီ မင်းတို့စစ်တပ်ကဘုံတော်မကျေဘူးလက်နဲ့ကြီးနဲ့မတူဆိုမိုးကုတ်မျိုးပြက်စရာအကြောင်းရှိတာမရှိဘူးလေဟုတ်တယ်နော်အဲ့တော့မိုးကုတ်ကတို့တော်နိုင်စုဆုံးမထားလာလေတို့အောက်ထုတ်မအောင်မဖြစ်ရမယ်လေမင်းတို့တော်မကျေရင်ညှုတ်ပြက်စရာအကြောင်းမရှိဘူးမင်းတို့တော်မကျေအဲ့ဒီအိုးကြီးပြက်စရာအကြောင်းမရှိဘူးနော်အဲ့ဒီ PDF တွေအဲ့ဒီအိမ်ကိုလိုက်မင်းမျိုးအဲ့ဒီအိမ်ကိုလိုက်ဖွင့်ပြီးမခိုးဘူးရှင်းရှင်းလေးအလားနော်အခုတောင်ကြီးတစ်ဆောင်တိုင်းစီလာနဲ့ဘာညာအော်ပြီးငပောက်တင်ကန်ကြီးကောင်းမှုချုပ်ပြီးစောက်ချက်မရှိဘူးတွားနေအဲ့ဒီလိုမျိုးတစ်ဆောင်တိုင်းပွဲကိုတော်နိုင်ရင်ထိန်းချုပ်နေပြီမှာလောက်ပဲကွာမင်းတို့စစ်တပ်ခိုင်းချင်နေတာ ဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ်နဲ့နဲ့အားကုန်နဲ့အနိုင်ကျင့်စော်ကမ်းမှတ်ရိုင်းနေတာပြီးဘယ်သူတွေလဲရှင်းရှင်းလေးပါစစ်တပ်ကတိုင်းပြည်ပိုင်တာမဟုတ်ဘူးမောင်စိုးငါတို့စစ်တပ်ဘာပြောပြောမှန်ပါတယ်လို့လို့မရဘူးပြည်သူအများစုရဲ့အတန်ကိုနားထောင်ရမယ်ဒါမင်းရဲ့ဒီမိုကရေစီတော်တရားသိပါလေဒါဒီမိုကရေစီအောင်ပေါ့ပေါ့ကဒါကရှင်းရှင်းပြောရရင်တော့ဟိုနိုင်ငံတိုင်းဖြစ်ကမဲ့အခွင့်အရေးတက်တာမွေးရပါခွင့်ရေးရှင်းရှင်းလေးဒါရီကငါတို့စစ်တပ်ကလည်းအမှန်စစ်တပ်မဟုတ်တဲ့ကောင်လက်နက်ကင်ကတပုတ်ဆိုတာကြီးကဒါကြီးကအိတ်ခကြီးကြံမိခက်တဲ့ပြီ။တော့အဲ့ဒါကအဲ့ဒီအဲ့ရောက်မှပြောတဲ့စကားလေး နော်အာဒီစစ်တပ်လုထားတဲ့ဟာအမှန်ဒီစစ်တပ်မဟုတ်ဘဲနဲ့အခြားလက်နက်ကိုင်တွေနဲ့အကုန်တပုံလို့တတ်မှတ်တာကြီးအရာကြီးကမင်းစင်းတယ်တရားမျှတမှုရှိလားဟမ်တရားမျှတမှုရှိလားရှိတယ်လို့ပြောရဲတာတရားမျှတပါတယ်မင်းတို့ပြောနိုင်တယ်ပြောရဲတယ်အဲ့တော့ကိုပြောတဲ့စကားကိုကိုပြန်ကြည့်ကြည့်ကွာဟုတ်တယ်နော်အဲ့တော့ဒီနေ့ချိန်ထိအခုမင်းပြီလို့ဖိုင်ဆုံးပြီနော်မစီကနိုင်ငံရေးစီရင်နားမလဲဘူးမင်းပြောရတယ်ဘယ်နေရာနားမလဲတာလဲမင်းမပြောရနိုင်ဘူးနော်ဒါပေမဲ့မင်းတုံးတက်တော့တဲ့အရာကြီးအားလုံးကလွဲနေတယ်နော်ငါမင်းကိုတစ်ချက်ချင်းထောက်ပြသွားတယ်နော် ရှင်းတယ်နော်ငါမင်းတို့ပြောမင်းကငါမပုတ်ခတ်ဘူးဒါပေမဲ့မင်းပြောတဲ့စကားကိုပဲငါပြန်ထောက်ပြတယ်မင်းတို့ကမောင်စိုးကဘယ်ဟမ်းမသာပါပေါက်ပန်းလေးတွေပြောနေတာပေါ့အဲ့လိုအချိန်မြင့်မရှိတဲ့စကားငါမပြောပါဘူးနော်ရှင်းတယ်နော်โอเคစပြောအင်းညင်းနေပါခင်ဗျားတို့ကြည့်ပါကြွားတာလက်မပြတ်စီခင်ဗျားအိမ်လက်မပြတ်စီလို့ခင်ဗျားတို့လည်းအသက်အန္တရာယ်မရှိဘူးဒါလေးတော့ခင်ဗျားတို့လုပ်ဖို့အတွက်လိုတယ်ဗျာနော်ဒါလေးကိုပြောချင်တာပါဟာမင်းနောက်ဆုံးပြောရတာကဒါချင်းချောက်တာလေမင်းတရားမျက်တာမဟုတ်မင်းပေါ်ဆောင်အောင်မဟုတ်ဟမ်မင်းရန်ကချအဲ့လိုစကားမဟုတ်အတိတ်ချင်းတဲ့စကားမင်းချင်းချောက်သွားတာမင်းတို့ညင်ညင်နေညင်ညင်နေမင်းတို့ကိုပစ်တတ်မယ်မင်းတို့အိမ်တွေမီးချိုးပြစ်မယ်လို့ဒါချင်းချောက်တာတီတူကောတော့ချင်းချောက်ကောက်ဘူး အတက်မတော်ဆိုတာပြည်သူအဲ့လိုချိန်ချောက်တဲ့အဖွဲ့စည်းတည့်ရက်ငါတိကျလို့ပါဟုတ်မင်းငါမင်းပြောလို့စည်ရဲနိုင်တယ်နားမလည်ဘူးပဲထားတက်မတော်ဆိုတာပြည်သူကိုအဲ့လိုချိန်ချောက်တဲ့အဖွဲ့စည်းတည့်ရက်လားပြည်သူကိုကာပါပွေးပြီးတော့တရားမျှတမှုကိုကာပါပေးတဲ့အဖွဲ့စည်းကိုလားနော်အဲ့လိုလေးပဲရှိမှာနော်အဲ့တော့ဗီဒီယိုဖိုင်နဲ့တအားရှည်တော့ဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမပြောတော့ပါဘူးเนาะဒီဗီဒီယိုဖိုင်မှာပြောခဲ့တာပြည့်စုံနေပါတယ်အဲ့တော့မောင်စိုးအနေနဲ့မြို့ကပြောချင်တာလူကြီးတို့ဆန်ပါเนาะလူရင်ကိုစီမလူရင်ငစီဆိုပြီးပြောချင်တာလေပြောမယ်ဆိုလို့ရှိရင်မင်းတန်ဖို့ပဲကြာမှာငါဘာမှမရှိဘူးသိလားငါကိုစီပဲကောငစီရောကောလက်စီရောကိုစိုက်တယ်လို့ခေါ် နော်မင်းတို့ခေါ်လိုက်လို့ငါ့နာမည်ပါဘာငါ့ငါ့တန်ဖို့ကဘာမှမဖြစ်တော့ဘူးဒါတရှင်းရှင်းလေးဒါပေမဲ့ငါမင်းကိုပြန်ပြောတဲ့စကားကြီးအစ်စင်နှမ်းရှိတဲ့စကားလားအစ်စင်နှမ်းမဲ့တဲ့စကားလားအစ်စင်နှမ်းရှိရှိငါမင်းကိုပြောမယ်ဆိုရင်ငါလူကြီးတို့ကပီတာလေငါဟာအစ်စင်တမ်းမဲ့အယမ်းမတာဟုတ်ကဲ့စကားပြောမယ်ဆိုရင်ငါပဲတိတ်ခါချင်မှာမင်းဘာမှမဖြစ်ဘူးအဲ့ဒါလိုပဲအခုမင်းပြောသွားတဲ့စကားထဲမှာငါပြောတာဘောင်းဝင်တာဘယ်နှလုံးပါလဲကိုကိုပြန်ကြည့်ပါရှက်တတ်ပါမအောင်ဆုံးနော်အဲ့ဒါကိုပြောမှမဖြစ်ဘူး